ဒီကမှာလေဒီအားလေးနဲ့မှတ်ကြရအောင်နော်စိတ်လေးတွေကြီးကြံ့ညီတတ်တော့နော်အဲ့တော့မိမိဒီခိုင်းနေတဲ့နေရာလေးမှာပဲပေါ့နော်ဘုရားစီလေးမိတ်ပေါ့သိလျာမနေ့ညဘုရားရဲ့ဘုရားကအာရုံပြုဖို့နော်စိတ်လေးတစ်ခုညီတတ်တော့အာရုံလေးတစ်ခုပေါ့မှာစိတ်လေးတို့ đi theo đại 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 phải mà ma hay quả mất nói cha nó bây giờ quên đi thôi đi 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 bộ tình đi bộ đi ở quả mất đã lâu rồi nè đẹp lại mất cứ là mót ta ta đâu nhìn thấy nhiều gì đó thì sang ngang mình nên làm quả mất thì à thứ chẳng á chụp cái gì mà mót ta ta giờ Namo Tathagata bhe ga wa cho bhe ga ha cho ta ma ta mu ta ta na mo ra ta bhe ga wa cho bhe ga ha cho ta ma ta mu ta ta na mo ra ta bhe ga wa cho bhe ga ha cho ta ma ta mu ta ta mình hay đi đen thì mà về nhận lương điều bệnh tôi cũng có thể ta đi theo đi bỏ thì bây ai em đi rồi nhìn thế để liền mà có xây rồi ai em lấy được một biểu điều nhà cụ cái đấy bồ đà cái bây giờ quên đi à quên đi kiếm mất xây đi rồi nhớ စိတ်လေးမြင်ကြသွားပြီကိုရဲ့ဝင်လေထွက်လေအာယမေတခုဝင်လေထွက်လေဘောပါပဲဖြစ်ဖြစ်ကျိုးကတော့ဟိုဝမ်းပိုက်လေးရဲ့ဖောင်းနေပိနေဆိုတဲ့ပေါ်ပါပဲဖြစ်ဖြစ်ပေါ့နော်စိတ်လေးကိုထားကြမယ်ဖြစ်ပါအဲ့တော့ပထမဆုံးကတော့ကိုယ့်ရဲ့ခန္ဓာကိုယ်အနေနဲ့ဒီကိုတက်တောင့်တက်တယ်ပေါ့နော် body scan လို့ခေါ်တာပေါ့ကျွန်တော်ကကိုယ်ခန္ဓာကိုယ်လေးကိုပထမဆုံး scan ရင်ဖတ်လိုက်တယ်ကိုယ်လုံးလေးကြုံပြီးတော့ဒီခန္ဓာကိုယ်လေးကိုတက်တောင့်တက်တာဆို relax relax ပြအောင်ပထမဆုံးကိုယ်ကိုယ် body scan ဖတ်ပြီးတော့နှလုံးသွင်းလိုက်တာပေါ့ဒါဘုခန္ဓာကိုယ်လေးမှာအေးချမ်းနေမယ်ငြိမ်သက်တယ်ပေါ့နော် အဲ့လိုလေးဖြစ်နေပြီဆိုရင် relax ပြီးလို့ရှိရင်ဘာလို့ပါတယ်စိတ် short ချာစိတ်တရားဖျားရှိခိုးနေပြီနဲ့လို့လဲဒီဖျားရှိခိုးရဲ့အပေါ်မှာပေါ့နော် sorry ရှိဟိုရဲ့ရွတ်တယ်ဆိုတဲ့စရင်စောမကြောက်ပေါ့နော်အဲ့တော့စိတ်ကိုဘာလို့မှ release လုပ်ရမလဲစိတ်လေးကို short ပြီးတော့ပေးတယ် thì xây cho nè à lý trên đồ là xây cho nhìn thấy đi ra đây lý trên đồ là bỏ ra cái đó xây lý của nhìn thấy ông cho vì ở release lúc ra đây lý trên lúc lúc này hay sao thì xây lý thì khu ai dùng mô mà chỉ nói là tên ra mặt ai dùng thì có cái ai dùng lý vào mà tên ra lưu စိတ်တွေကတပြေးပြေးဇောရီကြာတယ်။အဲကြောင့်မလို့ဝင်းနေထွက်နေအာယုမောပါပဲဖြစ်ဖြစ်မောင်းနေပိနေအာယုမောပါပဲဖြစ်ဖြစ်သမောရှင်လည်းကိုယ့်ရဲ့ခန္ဓာမှာသင်ရှားနေတယ်။နေရာလေးတစ်ခုမှာပဲဖြစ်ဖြစ်လို့စိတ်လေးကိုရှော့ပြီးအဲ့ဒီဘောမှာပြင်ထလို့ရှိရင်စိတ်ကပြေးပြေးငြိမ်သက်တယ် in the life I am. Good means put. Putting your soul in your short. Short line is like သိမပြင်းတော့စိတ်တရားအာယုန်ဒီနောက်လိုက်နေတယ်စိတ်တရားဇောမကြလို့သာဘောအာယုန်ရောက်လိုက်ဒီအာယုန်ရောက်လိုက်ပြီမစိတ်ကဇောကြတဲ့အနေအထားတစ်ခုကိုကလေးချင်းလုံတက်ရပါဖြစ်ပါတယ် အဲ့တော့ body scan ဖတ်ပြီးခန္ဓာကိုယ် remix လေးလုပ်မယ်ပြီးရင်အာယုံလေးတစ်ခုပေါ်မှာစိတ်လေးကိုတည်ထားပြီးရင်နေထွက်ဒီအာယုံပေါ်မှာပဲဖြစ်ဖြစ်မောင်းနေပြီအာယုံပေါ်မှာပဲဖြစ်ဖြစ်စိတ်လေးကိုပြင်းပြင်းစွတ်ဆိုင်ထားတဲ့အခါမှာရှုံးသွင်းလိုက်လို့ရှိရင်လည်း ကြီးတဲ့သဘောလေးတို့လာဝင်လာတဲ့သဘောလေးတွေသင်ရှားတဲ့အရာလေးတွေကိုစိတ်ထဲမှာပေါ်လွင်လာပါလေရင်တော့စိတ်တရားစောရီများနေတဲ့အတွက်အေးစိတ်မသိဒီစိတ်လေးကိုရှောင်းပြီးတော့ဒီအာယုမေတ္တခုပေါ်မှာပြန်လာလို့ရှိသေးစိတ်ကြီးတွေမြင်မှန်လိုက် ဘူးရဲ့နမန်ဘယ်နဲ့ပေါ့အဲတော့ဒီဝင်ပြီးထွက်လေမှာနှလုံးသွင်းနေတယ်ရှုသွင်းတဲ့အခိုက်မှာပဲကျွန်တော်တို့ကအပိုင်းလေး၃ပိုင်းခွဲပြီးတော့နှလုံးသွင်းတယ်ရှုလိုက်တဲ့အချိန်မှာအစာရှိမယ်ဝေနေရှိမယ်အဆုံးရှိမယ်ထူလိုက်တဲ့အချိန်မှာလည်းစားရှိမယ်အလေရှိမယ် ဆုံးရှိတယ်ပေါ့နော်ဒီအပိုင်းလေးသုံးပိုင်းကိုဖွဲ့ပြီးစိတ်ထဲမှာရှုံမယ်ထုံမယ်ဆိုရင်အာယုစုစိတ်တဲ့ဟာကိုကောင်းမှာအပိုင်းသုံးပိုင်းရှိတော့မှာဆိုမြမအပိုင်းဒုတိယအပိုင်းတတိယအပိုင်းအာယုစုစိတ်နဲ့ကိုကောင်းမှာအဲ့ဒီတိုင်းပဲရှုံထုတ်တဲ့အခါမှာလည်းစာရေးတွေရဲ့ zawi to na ka bai le zau mai ni fi na lo do na sita te ni pya na wa a yu su sai sia pa sia di di shi sa le zau sa le su na ka no ni di a yu su sai sia shi ma ta sika ma pya na a yu su sia ma shi ho ya mai di ya mai sika pya na အဲ့တော့စိတ်တည်ပြန်လွင်နေပြီနဲ့ပြန်လွင်ပါလားလို့မှန်သိတယ်ပါရှိသတိရှိအဲ့တော့ခုဝင်နေထွက်နေနေတွေကိုမှတ်ခိုင်းနေဆိုတော့ဓမ္မပိုင်းဟတော့စိတ်လေးတွေပြင်းနေလို့မှတ်ပြင်းနေလို့ဒီစိတ်လေးတွေပြင်းနေမှုမှန်ရင်းနဲ့ ဒီစိတ်ကဝင်လေထွက်လေပေါ်မှာဖက်နေပြီနဲ့လေကာရဲ့နှုတ်ခဲ့သောအာဒီဒီလည်းသိနေတာသိနေပြီနဲ့လေသိကမြလေးဖြစ်ဘာဖြစ်လို့လဲဘုရားဝင်လေထွက်လေတွေကိုမှတ်နေတဲ့အချိန်မှာတော့တန်လေးတွေလည်းသိတတ်သိနေတာလို့အဲ့ဒီတည်တဲ့ပုံမှာသိကမြလေးဖြစ်နေတာဘုရားသတိမထားမိလို့ အတန်ဒီလဲကြားနေမှာပဲကြားတာမြားလေးပဲသူ့ဘုနောက်တွေကိုသိမလိုက်စိတ်ကဒီဝင်လေထွက်လေဆိုရင်အာယုလေးပေါ်မှာစလဲစုံစလဲစုံစလဲစုံလေးအာယုစူးဆိုင်နေတဲ့အတွက်ကာယလုံမှုလေးတွေလည်းမသိဘူးလားဆိုတော့သိတယ်အတန်လေးတွေမကြောက်လားဆိုတော့ကြားတာမြားလေးတွေဖြစ်တယ်ပြီးကြမြားလေးတွေဖြစ်တယ် ဒါကိုကိုကစိတ်ထဲမှာတရင်မထားမိလို့ဒါတော့ဒီလိုလေးနေသိနေရစိတ်နေတဲ့အတွက်သူရောအာယုံနေနဲ့ပတ်သက်တော့ကိုတက်မှာသိမတွေးမိအစင်းသားပြီအဲ့တော့အခုဝင်လေထွက်လေအာယုံလေးကိုမှတ်နေလဲကြားအာယုံလေးလက်သိနေပါလားဆိုပြီးစပြီးတော့တတိယဆိုတဲ့ဒီပြုံးမိတယ် အဲ့တော့မှအခုစိတ်လေးတခုဟာပြင်းငြိမ်းလာပြီဆိုရင်တမာရိပေါ့နော်အတိုင်းအောင်ရလာတယ်ဆိုရင်ဘာလေးသွားတော့ပါလေသူတည်ဆိုတဲ့အခါလေးကိုသွားတော့တည်ဆိုတာအာယုန်လေးကိုခုတ်တိုင်းပန်ဆိုတာသိတယ်အာယုန်လေးကိုခုတ်တိုင်းပန်ဆိုတာသိတယ်လားတည်အဲ့တော့ခုဝင်နာရီဒိုးရာရီဒေါနာရီလုတ်တဲ့သဘောလေးတွေ ဒီတိုင်းသိနေဘာရှိတာလဲဆိုခုမှသတိလေးရှိတယ်။ဒီနောရစကားတွေပြောနေတယ်တွေးနေတယ်ဆိုဘုခဏမှာဖြစ်ရလေးတွေဖြစ်တဲ့အတိုင်းမသိလိုက်ဘူး။မသိနိုင်တဲ့အတွက်ဘာမရှိဘူး။သတိမရှိပြောခြင်းနဲ့လုပ်ခြင်းနဲ့ sorry ပဲများ။ sorry ဆိုတာ sorry ပဲ။မောဟ sorry အများဖြင့်လောဘနဲ့သိမ့်မဖြစ်ပါဘူးပုံမှန်ကြည့်ဒေါသနဲ့သိမ့်ပြီဒါပေမဲ့ဘာဖြစ်နေလဲမောဟကိုလုတ်တဲ့ပုံမှန် sorry ကတည်းကအမှန်မသိတဲ့မောဟ sorry ဖြစ်နေတာဒါကြောင့်မလို့ခုဝင်နေတွဲနေတယ်ကိုမှန်ရင်းနဲ့မှန်သိနေလို့ဖြစ်ပါရှိပြီပဲသူတတိတွေရှင်းနေတာဖြစ်ပါတော့နော်ဒါကြောင့်မလို့ ဘင်းပုပ်ပုပ်အမှန်သိပါရှိတယ်တရင်းရှိပြီးတော့အဲကြောင့်မို့ဒီတရင်းလေးနဲ့ခန္ဓာကိုယ်ရဲ့ပုခန္ဓာကိုယ်မှာပြပြနေတဲ့ဒိုရန်နောနာဘောင်းနာပိန်နလုံတန်ရှားတာဒီလေးကတော့ဝိနည်းထွက်ပြီးမှရင်းနဲ့နေပြုပြီးဖြစ်ပါနော်အဲကြောင့်မို့ဝိနည်းထွက်ပြီးကိုလည်း အယုံဆွဆိုင်တဲ့အစလည်းဆုံးစားနေဆုံးစားနေဆုံးလေးမရင်းနဲ့ဉာဏ်နဲ့အာယုံလေးတွေပေါ်မှာတိနေတာကိုပြည့်ပြုံးမိလာပါလေအဲ့တော့တရင်ဆိုတာအာယုံဉာဏ်နဲ့ဆက်ဆက်အမှန်တိုင်းသိတယ်ဆိုတာနော်အဲကြောင့်မို့စိတ်လွင်လွင်သွားရင်လွင်တယ်မှသိပါရှိခဲ့တယ်ဒီလေးရှိတယ် ဲ့တော့သတိနဲ့ပတ်သက်ပြီးတော့ဒီနေ့ရင်းနှီးလာလို့ရှိရင်သတိရဲ့သဘောတဘာဝတွေနားလည်အဲ့ဒါလေးသိနေတာသိတာမဟုတ်ဘူးလူကသိတယ်တတိယသိနေတာဆိုတဲ့သတိနဲ့ပတ်သက်တဲ့ရှုတော်မူရတဲ့ဘူတိတတ်တာဘူဖြစ်ပါလေနော်အကြောင်းလို့ဘူဘုံလေးထွက်လေပြီးပြီပါစာလေစောစာလေစောစာကိုစောနေတယ်မှတ်ရင်းနဲ့ မိမိရဲ့တည်ငြိမ်ရိယဓမ္မရည်ဒီပြီးထောင်ကြပါဖြစ်ပါတယ်။

on, call. Thank you. Não, não. Thank <laughs> you. ပြုလုပ်ရပါမယ်။စနားလာပြီ။ပနေတယောက်ကမင်းစက်တာကြောင်းလေးပြောပါမယ်နော်။စနားလာကြပါ